မင်္ဂလာပါခင်ဗျာအလဲဟုတ်တဲ့နိုဝင်ဘာလ9ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့တောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်ပွဲတော်ကို3ရက်ထပ်တိုးကျင်းပမှာဖြစ်တယ်လို့ဒိုင်ဖွဲ့ထံကနေသိရတယ်ဆိုရတဲ့ဘိုးဘန်က CMB ကုမ္ပဏီရထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများစုဒေါ်လာ10သိန်းကျော်ရောင်းချတယ်ဆိုရတဲ့နျူကလ িয়ার လက်နက်စမ်းသပ်မှုများကိုရုရှားနဲ့တရုတ်တို့ကလှုပ်ဝက်စွာလှုပ်ဆောင်နေတဲ့အတိုင်းအမေရိကန်ကလည်း နျူကလ িয়ার ဖောက်ခွဲစမ်းသပ်မယ်လို့ဒေါ်နယ်ထရန့်ပြောကြားတယ်ဆိုတဲ့။အာဖဂန်နစ္စတန်မြောက်ပိုင်းမှာငလင်လှုပ်ခတ်မှုကြောင့်လူ20ဦးထပ်မံနေသေဆုံးတယ်ဆိုတဲ့။လဘာဘူးအသင်းမှာဘတ်အောင်မြင်လိမ့်မယ်လို့အလွန်ဆိုမှတ်ချက်ပြုတယ်ဆိုတဲ့။အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါ။ဦးဆုံးသတင်းတွေပေါ်နေတယ်။တောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်ပွဲတော်ကို၃ရက်ထပ်တိုးကျင်းပမှာဖြစ်တယ်လို့ဒိုင်ဖွဲ့ထံကနေသိရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။ တောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်ပွဲတော်ကို၃ရက်ထပ်တိုးကျင်းပမှာဖြစ်တယ်လို့ထိုင်ဖွဲ့ထံကနေသိရပါဗျ။တောင်ကြီးမြို့တစောင်းတိုင်းမိဘုံပြန်ပွဲကိုရာဒီဥတုအခြေအနေအရ၃ရက်ထပ်တိုးကျင်းပသွားမှာဖြစ်ပြီးနိုဝင်ဘာလ6ရက်9ရက်10ရက်ဖြစ်တယ်လို့ထိုင်ဖွဲ့ထံကနေသိရပါဗျ။၃ရက်တိုးဖို့တမန်လိုက်တဲ့ မိဘုံမြတ်နေမကုံမချင်းလွတ်တင်သွားမှာဖြစ်ပြီးနေလွတ်ရောညလွတ်ပါမကျန်လွတ်မှာဖြစ်တယ်လို့အဖွဲ့ဝင်တအူကဆိုပါတယ်။တောင်ကြီးတစ်ဆောင်တိုင်းမိဘုံပြန်ပွဲတော်ကြီးဟာနိုဝင်ဘာလ1ရက်ကစပြီး3ရက်ထိရာသီဥတုဆိုးရွားတာကြောင့်ညအစဉ်ပြန်ပွဲဝင်မိဘုံပြန်များလွတ်တင်နိုင်ခြင်းမရှိသည်မှာ3ညရှိပြီဖြစ်တာကြောင့်အဲ့ဒီ3ညအစားပွဲရက်3ရက်ထပ်တိုးခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ ပုံမှန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ10သိန်းကျော်ထပ်မံရောင်းချတဲ့ဆွေသတင်းကိုတင်ဆက်ပေးပါပါ။ဘူမန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ10သိန်းကျော်ထပ်မံရောင်းချခဲ့တယ်လို့သိရပါဗျ။ဘူဘန်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများအနက်စားသုံးစီတင်သွင်းတဲ့ကုမ္ပဏီများတို့ ေါ်လာ73သိန်း2525ကိုအော်တိုဘောလ28ရက်ကထပ်မံရောင်းချခဲ့ပါတယ်။အဲဒီနဲ့ FA Trade Day မှာပေါင်းသက်ဈေးဓာတ်မြေဩဇာကတရဈေးဝါနဲ့ဈေးဝါကုန်ချမ်းပစ္စည်းစက်မှုကုန်ချမ်းစောလရေးပစ္စည်းကားဆိုင်ရာပုံပစ္စည်းစစ်တပ်ရေးပစ္စည်းတိရစ္ဆာန်အစားထိုးပုံပစ္စည်းများတမန်နီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်းစက်သုံးကုန်စီတင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားဝယ်ဝယ်ရရှိခဲ့ကြောင်းသိရပါသည်။ဘဟုဘန်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့ ဇာတ်သုံးစီတည်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ10သိန်း1600ဇာတ်သုံးစီတည်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာဒေါ်လာ29သိန်းကိုအော်တိုဘလ29နေ့ကထပ်မံရောက်ချခဲ့ပါတယ်။အိန္ဒိယ FA Trade ထဲမှာပေါင်းသက်ဈေးဓာတ်မြေဩစာကတ္တရာစေဝါနဲ့စေဝါကုန်ကျန်းပစ္စည်းစက်မှုကုန်ကျန်းဆက်လုပ်ရေးပစ္စည်းကားဆိုင်ရာပိုပစ္စည်းစက်တရေးပစ္စည်းတိရစ္ဆာန်စားထုတ်ပို့ပစ္စည်းများတမန်နီစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများလူသုံးကုန်ပစ္စည်း စားသုံးကုန်စည်တင်သွင်းတဲ့အင်ပိုတာများမှနိုင်ငံခြားဝယ်ဝယ်ရရှိခဲ့ကြောင်းသိရပါတယ်။တက်လက်ပြီးတော့နျူကလ িয়ার လက်နက်စမ်းသပ်မှုများကိုရုရှားနဲ့တရုတ်တို့ကလှုပ်ဝက်စွာလှုပ်ဆောင်နေတဲ့အတိုင်းအမေရိကန်ကလည်းနျူကလ িয়ার ဖောက်ခွဲစမ်းသပ်မယ်လို့ဒေါ်နယ်ထရန့်ပြောကြားတဲ့ဆွေးနွေးပွဲကိုတင်ဆက်ပေးမှာပါ။ရုရှားနဲ့တရုတ်တို့သည်အများပြည်သူမသိရသေးတဲ့မြောက်နျူကလ িয়ার စမ်းသပ်မှုများကိုလှုပ်ဆောင်ခဲ့တာကြောင့်အမေရိကန်ပြည်ထောင်စုကအလားတူလှုပ်ဆောင်လိမ့်မယ်လို့တမနော့ဒေါ်နယ်ထရန့်ကနိုဝင်ဘာလ2ရက်နေ့ကပြောကြားခဲ့ပါဗျာ။ ရုရှားကဆန့်တက်နေတယ်တရုတ်ကဆန့်တက်နေတယ်ဒါပေမဲ့သူတို့ကအဲ့ဒါကိုမပြောပါဘူးလို့နိုဝင်ဘာလ၂ရက်နေ့မှာထုတ်လင့်ပေးတဲ့ CBS ဌာနရဲ့60 minutes အစီအစဉ်နဲ့အင်တာဗျူးမှာ Trump ကပြောကြားခဲ့ပါတယ်။ ကျွန်တော်ကတော့ကျွန်တော်နိုင်ငံကိုမဆန်းသက်တဲ့တခုတည်းသောနိုင်ငံမဖြစ်စီချင်ဘူးလို့ထရန့်ကပြောကြခဲ့ပါတယ်။နျူကလ িয়ার နဲ့များကိုဆန်းသက်နေတဲ့နိုင်ငံများတဲ့တွင်မြောက်ကိုရီးယားနဲ့ပါကစ္စတန်တို့လည်းပါဝင်နေရလို့အမေရိကန်သမ္မတကဖြည့်ဆွပြောကြခဲ့ပါတယ်။အမေရိကန်သမ္မတနဲ့ထရန့်ကတရုတ်ရုရှားနဲ့တပြေးတည်းဖြစ်စီရန်နျူကလ িয়ার နဲ့များဆန်းသက်ရေးအတွက်အော်တိုဘားလ30ရက်ကလေးကအမေရိကန်ကော်ရီးယားဝန်ကြီးဌာနပင်ဒဂွန်ကိုညွှန်ကြားခဲ့ပါတယ်။1992ခုနှစ်နောက်ပိုင်းအမေရိကန်ကပထမဆုံးနျူကလ িয়ার ဖောက်ခွဲဆန်းသက်မှုပြုလုပ်မယ်လို့သမ္မတထရန့်ရဲ့ညွှန်ကြားမှုက ရှုပ်ထွေးမှုများကိုဖြစ်ပေါ်စေခဲ့ပါသည်။တရုတ်သမ္မတရှီဂျင်ပင်နဲ့မတွေ့ဆုံပြီးမင်းတပိုင်လိုမှာထရန့်ကနျူကလ িয়ার လက်နက်များဆက်သက်ရန်ပင်တကုံကိုညွှန်ကြားခဲ့ခြင်းဖြစ်ပါသည်။နျူကလ িয়ার လက်နက်တွေကိုစမ်းသပ်နေတဲ့ခြားနိုင်ငံတွေကြောင့်ပဲအဲဒီနိုင်ငံတွေလိုပဲကျွန်တော်တို့ရဲ့နျူကလ িয়ার လက်နက်တွေကိုစတင်စမ်းသပ်ဖို့စစ်မှတ်ရေးရာဌာနကိုကျွန်တော်ညွှန်ကြားခဲ့ပါတယ်လို့အထူးသဖြင့်ရုရှားနဲ့တရုတ်ကိုညွှန်ကြားခဲ့တဲ့ဆိုတဲ့ social media post မှာ trend ကဖော်ပြခဲ့ပါတယ်ဆက်လက်ပြီးတော့ အာဖဂန်နစ္စတန်မြောက်ပိုင်းမှာငလင်လောက်ခတ်မှုကြောင့်လူ20ဦးထပ်မံနေသေဆုံးနေဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပါအာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမာဇာအီရရှစ်မြို့အနီးမှာရစ်စတာစကေ6.3ပြင်းရရှိတဲ့ငလင်လောက်ခတ်မှုကြောင့်လူ20ဦးထပ်မံနေသေဆုံးခဲ့ပါတယ် ရှောက်ဖွေးလုပ်ငန်းများစတင်နေတာကြောင့်တည်ဆုံးသူရေအတွက်မြင့်တက်နိုင်တယ်လို့တာလီဘန်ပြည်သူ့ချမ်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒဏ်ရာရရှိသူ320ခန့်ရှိရလို့ဆိုပါတယ်။တာလီဘန်တို့အာဖဂန်အာဏာကိုထိန်းချုပ်တဲ့2021ခုနှစ်ကတည်းကအာဖဂန်မှာလူသေဆုံးမှုများရှိတဲ့ကလေးများလှုပ်ခတ်ခဲ့ကနိုင်ငံသားကုဒီများတဖြည်းဖြည်းလျော့ပါသွားချိန်မှာတာလီဘန်အစိုးရရဲ့အုပ်ချုပ်မှုစွမ်းရည်ကိုဆက်တက်မှုဖြစ်လာခဲ့ပါတယ်။ လူငယ်နှစ်လောက်ခန့်ကလည်းနိုင်ငံအရှိပိုင်းမှာငွေတခုလုတ်ခတ်မှုကြောင့်လူ2000ကျော်သေဆုံးခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့နဲ့12:59မိနစ်ကမာဆာအီရှရီအနီအနက်28ကီလိုမီတာ18မိုင်မှာလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းအမေရိကန်ဘူမိတိုင်းထွာရေးအဖွဲ့ USGS ကဆိုပါတယ်။တေဆုံသူစုစုပေါင်း20ဟာကနေဦးထုတ်ပြန်ကြက်တာဖြစ်ကြောင်းဂျမိုင်းရေဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူရှာရာဖတ်ဇာမန်ကပြောကြားခဲ့ပါတယ်။နောက်ဆုံးမျိုးအနေနဲ့ ်လီဗာပူးအသင်းမှာဘတ်စ်အောင်မြင်လိမ့်မယ်လို့အလွန်ဆိုမှတ်ချက်ပြုတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါရီယယ်မက်ဒရစ်အသင်းနေပြရှာဗီအလွန်ဆိုကလီဗာပူးအသင်းမှာပရိုဂရမ်ဘတ်စ်အောင်မြင်လိမ့်မယ်လို့မှတ်ချက်ပြုခဲ့ပါတယ် first half ပြီးခဲ့နေရာဒီမှာ liverpool စစ်သင်းကနေ liverpool ထံပေါင်116တန်းနဲ့ရောက်ရှိလာခဲ့တာပါ ဒါပေမဲ့အသင်းထဲမှာခြေစွဲမပြနိုင်ဖို့ Vass ဟာဝေဖန်ခံနေရတာဖြစ်ပါတယ်။ Vass အနေနဲ့ Liverpool အတွက်ကစားခဲ့တဲ့73ပွဲမှာ2ဂိုးတောင်ဖန်တီးနိုင်ခဲ့ပြီးတင်ကိုမရှိခဲ့ပါဘူး။ Alonso ဟာ Liverpool စင်တင်းမှာ Vass ကိုတော့ရသည်ကြောင်းနှီးပြခဲ့တာဖြစ်ပါတယ်။ Vass နဲ့ပတ်သက်ပြီး Alonso က ကျွန်တော်တန်တရားမရှိပါဘူးဒါကအချိန်ယူရတဲ့ကိစ္စတစ်ခုပါဂျာမနီမှာနှစ်မြောင်းစွာကစားပြီးတဲ့နောက်လီဗာပူးကိုပြောင်းခဲ့တာဟာခုပေါ်တစ်ခုလုံးအတွက်ကြီးမားတဲ့ခွင့်ရဖြစ်ခဲ့ပါတယ်လို့ပြောခဲ့ပါတယ်ဗက်စ်ဟာအလွန်ဆိုလက်အောက်မှာအဓိကကစားသမားဖြစ်ပြီး2023 24ရာသီမှာ17ဂိုးအသင်း17ဂိုးဖန်တီ2024 25ရာသီမှာ10ဂိုးအသင်း12ဂိုးဖန်တီခဲ့ပါတယ်လေမျိုးတဲ့နွေမာလာ9ရက်နေ့နနက်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကျေးဇူးနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ